တယောက်တည်းဆိုလေမချောင်ရင်ဆီယာမမရှိတာပဲညီမလေးရေအမိနဲ့ပွင့်နေပန်းထက်တပွင့်လေးထိုးထွက်ပွင့်ရဲတယ်ဆိုတာနဲတဲ့တတိလားတခါတလီတော့လေ အထီးကျန်ဆမ်းမေပေမန်းမှုတွေလေ ရှိချင်းချီမေစိတ်ပိစီမှုတွေကြမိကိုစရာပကုံးတစ်ဖက်ကိုလေ တောင်းတမိလိမ့်မေဒါကလူတယောက်ရဲ့တဘာဝတရားကိုဘွားရဲ့အဓိကအရေးအရာတွေမှာတော့မိကိုစရာလေးတွေနဲလီကောင်းလေးပဲ လမ်းဆိုတာလူရကိုရောက်ဖို့ကိုချောက်ရမယ့်လမ်းမှာ အမေကိုချီမမဟုတ်ဘူးတယောက်တည်းလေးအရောက်သွားနိုင်ရမယ်ငှက်တကောင်ရဲ့တတိယလေးဆံကိုပြန်ချင်းဖြစ်သလိုပန်းတပွင့်ရဲ့ဂုံတတိကလည်းအမေကိုကင်းချင်းမယ်ညီမလေးဘဝဆိုတာကတော့နှွင်ကြီးများချင်းတွေများတယ်အလင်းရောက်ဖို့အစင်မပြေချင်းဆိုတဲ့အမောင်းတွေကို အရင်ကြော်ရမယ်စိတ်ပြတ်ဝမ်းနည်းမှုတွေအတွက်အာတင်တာဘောကအမေမလိုပါဘူးကွယ် ကိုနှလုံးသားလေးကိုထွေးကိုလန်းလေးကိုပြေးနေရတဲ့တတ္တိပဲလူပါတယ်စိတ်ပါရင်ကြုံလို့ကောင်းပေးပြီးစိတ်ကုံတွေကလက်မကြည့်တတ်သူပါ အပေါ်ရန်တွေမလုတ်တတ်တဲ့အမျိုးသမီးမို့ဟန်ဆောင်တတ်သူတွေနဲ့ဆုံရတဲ့အခါစိတ်ရောလူပါခွာပါတယ်ပေါင်းသင်းဆက်ဆံရေးမှာ ရေချီမြင်ရှင်နှစ်ဖက်ချွန်နာတွေချောင်းပြီးမျက်နှာပုံးကိုဖယ်ထားလိုက်ပါကိုယ်ပကစိတ်ရင်နဲ့တိဆောက်ထားတဲ့ခင်မမှုကို အလွယ်သုံးစားလို့ရင်ဘသူဖြစ်ဖြစ်ဒီမခံတော့ပဲဖြုတ်ချခဲ့လိုက်တယ်။စိတ်တက်မမှန်ရင် ကိုအနာထားဖို့အစီအစဉ်မရှိဘူး။ဝေးလီကောင်းလေးပဲ။တချို့သောသူတွေနဲ့ဆက်ဆံရင်ဟာရေရှည်ဆက်သွားဖို့မလိုအပ်တော့ဘူး။အခဲခဲဆိုတာလူတိုင်းမှရှိတယ်။လူတိုင်းမှမရှိတာက ကိုကျင်းစာတရားပါ။ကိုယ်တိုင်မခံစားဖို့တည်းရောလူတစ်ဖက်သားရဲ့ခံစားချက်ကို နားလည်မှာမဟုတ်ဘူး ကိုပြောခဲ့ကိုပြုခဲ့တဲ့အပြုမောတိုင်းကိုတိုင်းမကြုံဖူးတဲ့အခါအဲ့ဒီစကားလုံးတိုင်းအပြုမောတိုင်းကတပတ်လူဘလောက်ထိခံစားရမလဲဆိုတာသိမှာမဟုတ်ဘူး။နာကျင်ရတဲ့တန်ကို ခံစားဖို့တော့နည်းနည်းလေးထိခိုက်မိတာနဲ့ကိုကျင်းစားပေးတတ်တယ်။ဆုံချုံရတဲ့ခံစားချက်ကိုနားလေတော့ဘေးအရာမစိုးတန်ဖိုးထားတက်လာတယ်။စကားလုံးတိုင်းကိုနှလုံးသားနဲ့ခံစားတက်လာတော့တပတ်သားကိုပြောတဲ့ခါတိုင်းမမအောင် ကယူဆိုင်တလာတယ်ဒီလိုပဲဘဝမှာဒါလေးပြောလိုက်တာကိုဒီလောက်ခံစားရလားဒီလောက်လေးကိုဒီလောက်နာကျင်ရလားဆိုတဲ့သူတွေကိုအံ့ဩမိတယ်ကိုယ်တိုင်အပြောမခံရကိုယ်တိုင်မကြုံရတော့တပတ်လူရဲ့ခံစားချက်ကို ကိုချင်းမစာနာတက်ကြတာပါဒါကြောင့်တခုခုကိုပြောမင်းဆိုရင်တတိလေးထားပါ သူများကိုမိုချိုမြစ်ချိုပြောခဲ့သလို့ ကိုကိုရင်မှန်နေကြည့်ပြီးခံစားနိုင်သလားလို့ကိုကိုကိုပြန်မေးကြည့်ပါဘေးရာပဲဖြစ်ဖြစ်အစွန်ရောက်ရင်မကောင်းသလိုတည်ယူတန်နိုင်လည်းမကောင်းပါဘူးသူ့ဘက်ကိုယ့်ဘက်မျက်ကြည့်တက်မှလူပီးသားတဲ့စိတ်ရှိတာပါ